မင်္ဂလာပါရှင်။ဗမာခေတ်တဲ့တင်ဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်မှစပြီးဧပြီလ23ရက်နေ့ည7:00နာရီတင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ပရမအောင်ဆုံးတင်နေနဲ့ထိုင်းမြန်မာနယ်စပ်ရှိထီးဖြူဝါကုန်းတွင်တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ကလင်းရင်ဖြင့်ဇက်တိုက်ဘုံကျဲနေဆိုတဲ့တင်မဲ့ဖြစ်ပါရရှင်။ ။ထိုင်းမြန်မာနယ်စပ်ရှိတီးပြူအောင်ကုန်းတွင်တိုက်ပွဲဖြစ်ပွားပြီးအစံဖက်စစ်တပ်ကလေမြင့်စတိုက်ပုံကျဲနေကြောင်းဒေသရင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်။ယနေ့ဧပြီလ23ရက်နေ့မှစတင်၍ထိုင်းမြန်မာနယ်စပ်ထီးကီလန်တောင်ကျောရှိအစံဖက်စစ်တပ်၏တီးပြူအောင်ကုန်းတွင်တော်လိုင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရသည်။ တိုက်ဝဲဖြစ်ပွားပြီးနောက်ဂျမ်ဘက်စစ်တပ်ကဂျက်ဖိုက်တာဖြင့်ဇက်တိုက်လေးကြောင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်းထိတွေ့တိုက်ပွဲများသည့်လက်ရှိချိန်တွင်ငြိမ်သက်နေကြောင်းသိရှိရသည်။အဆိုပါတီးပြူဟာကုန်းတွင်ဂျမ်ဘက်စစ်ကောင်စီတပ်သားအင်အားယာနေချီရှိပြီးအခိုင်အမာတပ်ဆွဲထားသောစကန်တစ်ခုဖြစ်ကြောင်းသိရသည်။တိုက်ပွဲကတော့ဖြစ်နေတာဟုတ်တယ်အခုတော့ငြိမ်သွားပြီစစ်ခွေးတွေကတော့လေရင်နဲ့ဇက်တိုက်ပုံစဲနေတယ်တိုက်ပွဲကတော့ဆက်မဖြစ်တော့ဘူးတနတ်တန်တွေငြိမ်နေတယ်ဟုဒေသရင်းသတင်းရေမြစ်ကပြောဆိုသည် ဆက်လက်ပြီးနှစ်စံတရနေ့အကျဉ်းသားတွေလွတ်ဖို့အကျဉ်းသားမိသားစုတွေမျှော်လင့်နေတယ်လို့ထောင်ထဲမှာလည်းပြင်ဆင်မှုတွေရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နှစ်စဉ်နှစ်စံတရနေ့တိုင်းအကျဉ်းသားတွေကိုလူငယ်သက်သာပေးနေကြမှုအကျဉ်းသားမိသားစုတွေကမျှော်လင့်ယုံကြည်နေကြပါတယ်။တစ်ဖက်မှာလည်းအကျဉ်းဦးစီးဌာနအနေနဲ့အကျဉ်းသားစီရင်တွေတင်ပြတာရှိတာကြောင့်နှိစက်သူတွေစီကသိရပါတယ်။နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တယောက်ပြောပြတာက ကျမတို့ကလေးကနေသားအတော်များနေပြီမို့ဒီတခါတော့လွန်မဲမျောလင်းနေထောင်ထဲမှာလူတွေများပြီးငလင်းလွတ်တော့အကျဉ်းသားတွေတည်တယ်ဆိုတဲ့သတင်းတွေရတော့စိတ်ပူတယ်လွတ်ပါစေဆူတောင်းနေရတယ်လို့ပြောပါရယ်အိုးဘို့ထောင်နဲ့နေဆက်ပြီးအဝင်ထွက်ရှိသူတို့ပြောပြတာကအိုးဘို့ထောင်မှာအဆောက်အအုံပြောတာမရှိပါဘူးအဆောက်တစ်ခု6ပေလောက်အပ်သွားတာမျိုးပဲရှိတယ် အွန်လိုင်းမှာအကျဉ်းသူ6ရက်သေးဆုံးနေဆိုတဲ့နာမည်ရင်းအဘိုးထောင်မှရှိကိုမရှိဘူးလို့ပြောပါရယ်။လွန်ငိမ့်ကတော့စီစစ်နေတဲ့လာလိမ့်မယ်လို့သူကပြောပြပါရယ်။အွန်လိုင်းသတင်းတွေမှာတော့အဘိုးအကျဉ်းထောင်ကအချုပ်ဆောင်တချို့ငလင်ချောင်းပြိုကျပြီးအကျဉ်းသား6ရက်သေးဆုံးခဲ့တယ်လို့နာမည်နဲ့တကွဖော်ပြခဲ့တဲ့သတင်းတွေထွက်ပေါ်နေပေမယ့်အကျဉ်းဦးစီးဌာနနဲ့အနီးဆက်သူတို့ကို VOM ကဆက်သွယ်တဲ့အခါသတင်းအမှားသာဖြစ်တယ်လို့ပြောပါရယ်။ဆက်လက်ပြီးတင်ဆက်ပေးမယ့်သတင်းကတော့နိုင်ငံတကာငလင်ကိယူနာနဲ့တရားဝင်ကျင်နေတဲ့စစ်ကောင်းဆောင်မင်းအွန်လိုင်းဆိုတဲ့သတင်းပဲဖြစ်ပါရယ်ရှင်။

ဆရာနာသိမ်းမီလေးနဲ့ဂျာမန်ရုရှားသမ္မတဗလာဒီမာပူတင်ကတရားဝင်ဖိတ်ခေါ်တွေ့ဆုံပြီးဘယ်လာရုစ်သမ္မတနဲ့လက်ဆွဲနှုတ်ဆက်ပြန်လာခြင်းကဆလို့စကောင်းဆောင်မင်းအောင်လိုင်းရဲ့အမှုရာတွေပြောင်းလဲလာတာကိုမြင်တွေ့လာရတယ်။ရုရှားခေစင်ကလေရင်မဆိုင်ခင်မှာပဲရွေးကောက်ပွဲကျင်းပမယ့်အကြောင်းနဲ့သူကိုကနောက်ကဆမလုပ်ပဲပူပေါင်းကြဖို့ပြောသွားခဲ့ပါတယ်။တစ်ဖက်မှာဆစ်ရှုံနေပြီးနေမြေတွေလက်လွတ်ဆုံးရှုံနေရပေမယ့်စကောင်းဆောင်နဲ့သူနောက်လိုက်တွေဟာအနာဂတ်မြန်မာပြည်ကြီးကိုပုံဖော်ဖို့ကြိုးစားနေကြတယ်။စင်မီတောက်တွေမငြိမ်းနေခင်အဓိကပဏိပခတွေကိုအပြည့် မရှာနိုင်တဲ့ခင်စေကောင်းဆောင်မင်းအောင်လိုက်နဲ့နောင်လိုက်တွေကသူတို့လိုချင်တဲ့အိမ်မက်ကိုအကောင့်ထဲပို့ဖို့ကြိုးစားနေကြတယ်။မြေပြည်တော်မှာ Beyond 2025 Council နဲ့မြန်မာပေါ်ရင်ဖော်ဆောင်ရေးအဖွဲ့မြန်မာ Narrative Think Tank က Seminar တစ်ခုကျင်းပခဲ့ပြီးလက်တွေ့မှာပါတဲ့ပကတိအရှိတရားနဲ့ကင်းကွာတဲ့စာရန်တွေကိုမဆရာဝခမဖက်ကြားခဲ့ကြပြီးဒီပွဲမှာဆေကောင်းဆောင်ကိုရင်တောင်းစင်ရင်မြအဖွင့်စကားတွေပြောသွားခဲ့ပါတယ်။ တိတ်မကြခင်မှာပဲ2021အာနာသိမ့်မိကလေးကတိတ်တဆိတ်ပျောက်ဆုံးနေခဲ့တဲ့ငိန်ချင်းရေးစကားဝိုင်းပြန်ပေါ်လာတာကိုတွေ့ရပြီးမမြင်ရတာကြားပြီးဖြစ်တဲ့ငိန်ချင်းရေးကျိုးဆောင်တချို့ပြန်ပေါ်လာတာကိုတွေ့ရပါတယ်။ဒါတွေကစကောင်းဆောင်မင်းအောင်လိုက်ရုရှားကပြန်လာပြီးဇက်တိုက်မြင်တွေ့လာရတဲ့အခင်းအကျင်းတွေပါ။ တစ်ဖက်မှာတိုင်းရင်းသားလက်နက်ကိုင်များနဲ့ PDF များကသိမ်းပိုက်ထားတဲ့နေမျိုးတွေကိုမြေပြင်ထိုးစစ်နဲ့ပြန်လည်မသိမ်းယူနိုင်တော့တဲ့အချိန်တွေမှာနိုင်ငံနေရာနဲ့လေရင်နဲ့စက်တိုက်ပုံချင်းမှုတွေပြုလုပ်လာခဲ့ပြီးအရသာတိုက်ဆုံမှုတွေမြင့်တက်နေခဲ့ပါတယ်။စစ်ကောင်ဆောင်ရဲ့ရုရှားခေစင်ပြီးရုရှား၊ဘီလာရုစ်နဲ့ထိတွေ့ဆက်ဆံမှုပိုစိတ်လာပြီးတမရော်နေခန္ဓာကိုရုရှားဒုကာဝေးဝန်ကြီးနဲ့ဘီလာရုစ်ကာဝေးဝန်ကြီးကိုရိုင်းလာတတ်တာတွေ့ရတယ်။စစ်ကောင်စီအောင်ဆုံရှုံထားတဲ့နေမျိုးတွေအများအများရှိနေပေမဲ့ရန်ကုန်နေပြည်တော်မန္တလေးနေမျိုးတွေတဝိုက်ကိုအခြေပြုပြီး၂၀ 2025ခုနှစ်အကောင်မှာရွေးကောက်ပွဲကျင်းပဖို့မျှော်လင့်နေတယ်။ဒီလိုအချိန်မှာစကိုင်းငလင်ကြီးရုတ်တရက်ပေါ်ပေါက်လာတာပဲဖြစ်ပါတယ်။မတ်လ29ရက်မှာတက်မရော်နေအခမ်းအနားကိုကျင်းပခဲ့ပြီးအယ်ဂျာဇီးယားသတင်းဌာနအပါအဝင်အခမ်းအနားကိုတက်ရောက်ဖို့ရောက်ရှိနေသူတချို့မပြန်သေးမီနောက်တရက်မတ်လ28ရက်မွန်လယ်ပိုင်းမှာငလင်ကြီးလှုပ်ခတ်သွားခဲ့တာပါ။ မြမယိုရအယူအဆနဲ့ဆိုကုလငလင်ပြင်းကြီးလောက်ခတ်တာနမိတ်မကောင်းပါဘူးဒီငလင်ဟာနှစ်ပေါင်းတရာအတွင်းမြမနိုင်ငံမှာလောက်ခတ်ခဲ့တဲ့ငလင်တွေထဲမှာဖျားအပြင်းဆုံးပျက်စီးမှုအများဆုံးနဲ့လူအသေးအပြောက်အများဆုံးငလင်မှာမြမနိုင်ငံရဲ့ Heartland လို့ခေါ်ရမယ့်လူဦးရေ28သန်းနေထိုင်ရာမန္တလေးစကိုင်းနေပြည်တော်ပြည်မနာကိုဗဟုပြုသွားတာပါအပျက်စီးအထိခိုက်ပမာဏကတော့စိတ်မချမ်းမြေပွေရပါဒီမြမငလင်တရင်ဟာချက်ချင်းကမ္ဘာထိတ်တန်းတရင်ဖြစ်သွားတယ်လို့တကယ်ပါလုံးကလည်းဒီဘေးစုကိုတရိထားငယ်ကြီးဖြစ်ကြတယ်စစ်ကောင်စီ CM မဲ့ရုရှားတရုတ်ကချက်ချင်းကယ်ဆယ်ရေးအဖွဲ့တွေဆေးလွတ်လို့အိန္ဒိယတိုင်းမလေးရှားဗီယက်နမ်လောက်စတဲ့နိုင်ငံတွေကလည်းကယ်ဆယ်ရေးအဖွဲ့ချက်ချင်းဆေးလွတ်ပါတယ်။စက်ကောင်စီကောင်ဆောင်မင်းအောင်လိုင်ကလည်းအင်မတန်ပြင်းထန်တဲ့ငလင်းလှုပ်ခတ်ပြီးမကြခင်မှာပဲကဘာကြီးကိုအကူအညီတောင်းခံခဲ့တယ်။ဘေးနိုင်ငံဘေးအဖွဲ့စီဘေးပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အကူအညီလာပေးဖို့တောင်းဆိုခဲ့တယ်။ ထုံးစံအတိုင်းနိုင်ငံတကာအဖွဲ့အစည်းတွေသတင်းတောက်တွေဝင်လာတဲ့အခါစစ်ကောင်စီရဲ့ကျိုးနီစနစ်နဲ့ထိတိုက်တွေ့တာပါပဲ။ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့လာဖို့ပြင်မိမှမလာနိုင်တော့သလိုနိုင်ငံခြားသတင်းတောက်တွေဒီမှာရှေးမလာမီမလာနေဖို့ဟိုတယ်မလုံလောက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ခွင့်မရခဲ့ကြဘူး။ တမရော်နေအခမ်းအနားတက်ဖို့ရန်ကုန်ရောက်နေတဲ့အင်ဇယ်စီရဲ့တရင်ဌာနကတော့ကန်ကောင်းသွားတယ်။အထူးကအပြက်စီပြင်းထန်များပြားတဲ့မန္တလေးစကိုင်းမြင်ကွင်းတွေကကမ္ဘာမီဒီယာတွေပေါ်ရောက်လာခဲ့တယ်။အခုလိုစိတ်ထိခိုက်ဖွယ်ရငလင်ပေးအစိုးကြီးနဲ့ပြည်သူတရလုံးကြုံကြိုင်နေကြမှာပဲစစ်ကောင်စီကရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာပုံစံတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေခဲ့ပြီးဧပြီလ၁ရက်နေ့ကပြုလုပ်တဲ့နေပြည်တော်ငလင်အလုံငယ်ပေးအပ်ပွဲမှာစစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုရိုင်းကတိုင်းသားလက်နက်ကိုင်တွေစုဖွဲ့မှုလုပ်နေတဲ့အတွက်ကာဝေးရေးဆက်လုပ်မယ်လို့ပြောသွားခဲ့ပါတယ်။သဘောက တော့ဆစ်ဆက်တိုင်မယ်ဘုံဆက်ကျဲမယ်လို့ဆိုလိုက်တာပါဒါပေမဲ့ဒီပြောဆိုမှုဟာချက်ချင်းပဲအချိုးအခွဲတစ်ခုဖြစ်သွားတယ်တရုတ်ပြည်ကလာတဲ့ကယ်ဆယ်ရင်နှံမော်တော်ယာဉ်ကိုစီးကိုနောက်ချိုအထွက်မှာစစ်ကောင်စီတပ်တွေကပြစ်ခတ်ခဲ့တဲ့အတွက်ရင်နှံပြန်လဲသွားခဲ့ရပြီးတရုတ်အစိုးရတန်အမန်နဲ့စကားပြောရတဲ့အချိန်လေးရောက်သွားတယ်ဒီပြည့်ရပေါ်ပါပြီးတိတ်မကြခင်မှာပဲစစ်ကောင်စီကငလင်ကျကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှုအေရလာနယက်ကနေ22ရက်နေ့အထိအပြစ်ကက်ရဲစဲကြောင်းကြေညာခဲ့တယ် ။တကယ်တော့စစ်ကောင်စီကအပြင်းကရစဲကြောင့်မကြေညာမီကလေးကညီနောင်မဟာမိတ်သုံးဘွယ်အပေါင်းဝင် တော်လှန်ရေးဘွဲ့တွေအားလုံးငလင်ပေးဆိုအတွက်ကရစဲကြောင့်ကြေညာထားပြီးသားပါ။စစ်ကောင်စီရဲ့ရက်၂၀အပြစ်ခတ်ရစဲရေးဟာကြေညာချက်တစ်ခုသာဖြစ်ခဲ့ပြီးဘုံကျဲတိုက်ခိုက်မှုတွေကတော့ရှင်းမသွားခဲ့ပါဘူး။ကရင်နီပြည်နယ်မိုးပြင်းမှာဘုံကျဲတယ်လို့ကချင်ပြည်နယ်ဗမော်ရှမ်းပြည်နယ်နောင်ချိုချင်းပြည်နယ်ပလောဝကံပလက်အဆရှိတဲ့နေရာတွေကိုဘုံကျဲတိုက်ခိုက်မှုတွေဆက်လုပ်ပြုလုပ်နေခဲ့တယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့တော်လှန်ရေးအဖွဲ့များကအပြစ်ခက်ရဲစဲကြောင်းကြေညာထားစဉ်တွင်မှာပဲစစ်ကောင်စီဟာလေးကြောင်းတိုက်ခိုက်မှုအပောင်း53ကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး area ထဲမှာ16ကြိမ်ဟာဧပြီလ2ရက်စစ်တပ်ကအပြစ်ရပ်ပြီးနောက်ပိုင်းပြုလုပ်ခဲ့တာလို့စစ်တမ်းတစ်ခုရသိရှိရပါတယ်။တရုတ်ကယ်ဆယ်ရေးနဲ့တိုက်ခိုက်ခံရမှုသာမပေါ်ပေါက်ခဲ့ရင်စစ်ကောင်စီဟာငလင်ကယ်ဆယ်ရဲ့တရက်20အပြစ်ခက်ရဲစဲကြောင်းကြေညာချက်ထုတ်ဖွဲ့မရှိသေးပါဘူး။တရုတ်ရဲ့ဖိအားကြောင့်သာအပြစ်ခက်ရဲစဲကြောင်းကြေညာလိုက်ရတာဖြစ်ပါတယ်။အခုလည်းတစ်ဖက်ကအပြစ်ခက် က်ရစဲကြောင့်ကျင်ညာထားပြီးတစ်ဖက်ကပုံကျဲနေစေပါဒီတော်တွင်စကောင်းဆောင်မြောင်းလိုင်းဟာထိုင်းနိုင်ငံမှာကျင်းပတဲ့ Binstack အစည်းအဝေးကိုသွားတက်ပါတယ် Binstack ကဘင်္ဂလားပင်လယ်အော်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ပါတရားဝင်အသိမှတ်ပြုခံရမှုငံမော့နေတဲ့စစ်ကောင်စီဖို့ Binstack စီဝေဟာရှေးငတ်တုံရှေးရင်းနဲ့ကြာအခြေအနေပါတိုက်ဆိုင်ခြင်းတော့အပြင်းထန်ဆုံးမြင်ကလေးကမြန်မာနိုင်ငံနဲ့လှုပ်ခတ်သွားခြင်းဖြစ်တာမို့အဖွဲ့ဝင်နိုင်ငံတွေရဲ့ခေယူနာကိုရရှိလိုက်တာပါ အိန္ဒိယဝန်ကြီးချုပ်မစ္စတာမိုဒီကငလင်းလှုပ်ပြီးမကြမီစစ်ကောင်းဆောင်နဲ့ဖုံးဆက်စကားပြောခဲ့တယ်။အိန္ဒိယကယ်ဆေးအဖွဲ့တွေလည်းချက်ချင်းစေလွှတ်ပေးတယ်။ရုရှားသမ္မတမစ္စတာပူတင်ကစားလိုက်တဲ့စစ်ကောင်စီအပေါ်အသိအမှတ်ပြုဆက်ဆံရေးဟာအိန္ဒိယကိုပါရိုက်ခတ်သွားတယ်။ မစ္စတာမိုရီယာပထမဆုံးချိန်စစ်ကောင်းဆောင်နဲ့စကားပြောခဲ့ပြီးတရားဝင်မှုလိုအပ်နေတဲ့စစ်ကောင်းဆောင်ကိုနှစ်သိမ်းခဲ့တယ်။တရားဝင်အသီးမှတ်ပြုခံရမှုငံမော်နေတဲ့စစ်ကောင်းဆောင်မြောင်းလိုက်ဟာနေပြည်တော်နဲ့မန္တလေးမှာငလင်ဘေးတန်တင်နေချိန်မှာပဲဘင်းစတန်အစည်းအဝေးကိုမဖြစ်ဖြစ်အောင်တက်ရောက်ခဲ့တယ်။ဒီခီးစင်ကသူ့အတွက်ငလင်ဘေးကရရှိလိုက်တဲ့နိုင်ငံရေးအမြတ်လို့ဆိုရမယ်။ကန့်ကွက်ဆန္ဒပြမှုတွေကြားတဲ့ကထိုင်းဝန်ကြီးချုပ်မစ္စတာဖေတောင်တန်ရှင်နာဝန်နဲ့တွေ့ဆုံခဲ့တယ်လို့အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့လည်းတွေ့ခွင့်ရလိုက်တယ်။ငလင်ဘေးအတွက်အကူအညီတွေလည်းရရှိခဲ့တယ်။ဘင်းစ တန်စီဝေးမှာလည်းနှစ်ကုံရင်ရွေးကောက်ပွဲကျင်းပမေးပွန်းဂရီစကားကိုထပ်ပြောခဲ့တယ်။အိန္ဒိယဝန်ကြီးချုပ်မိုရီကတော့ရေရှည်တည်တဲ့နဲ့အပြစ်ခတ်ရစေးရေးဖြစ်ဖို့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့တိုက်တွန်းသွားတယ်။ငလင်ပေလော်မှာစစ်ကောင်စီဘက်ကထာဝရအပြစ်ခတ်ရစေးအရေးရောမတွေ့ရသလိုတိုင်းရင်းသားနဲ့တော်လန်ကြီးလက်နက်ကိုင်အဖွဲ့တွေပေါ်ပုံမပြင်းထန်တဲ့ထိုးစစ်ဆင်လာဝဲရှိနေတယ်။ငင်းချင်းရေးကျိုးဆောင်တချို့ကငလင်ပေဒုက္ခကိုအကြောင်းပြုပြီးထောက်ရငင်းချင်းရေးပေါ်ဆောင်မှုလမ်းကြောင်းပေးနေပေမဲ့တကယ်မြေပြင်အခြေအနေမှာတော့ဆန့်ကျင်ဘက်ဖြစ်နေတယ်။